အလုံးမင်းမင်္ဂလာပါများဆိုင်နဲ့တရင်တနာမှာပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ဒေါ်သူစာမွန်တို့မိသားစုဖန်ခိုင်းရတာနဲ့ပတ်သက်ပြီးမောင်ကျိုးမျိုးမင်းတင်ပြလာတဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီဘက်မှာမောင်ကျိုးမျိုးမင်းအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘယ်လိုပြောဆိုတင်ပြထားသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်နဲ့တရင်တနာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ အခုလောက်သားရိုင်းပြောရင်းနဲ့ NUG အတွက်ပတ်စံရှာပေးတဲ့အဖွဲ့တစ်ဖွဲ့ကမလေးရှားမှာပျောက်သွားရင်းနဲ့ရုပ်တရက်အခုပြန်ပေါ်လာပါတယ်ဘလို့ပေါ်လာလဲဆိုတော့အဖမ်းခံတဲ့ပုံစံနဲ့ပြန်ပေါ်လာတာပါဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီတရက်ဘာလို့ဆိုတော့ဒီမလေးရှားနိုင်ငံကွာလာလုံပြည်မြို့မှာသူကနေထိုင်သွားပြီးနေထိုင်နေတူစားမောင်ခေါ်အာဘာညာဘာညာဘာညာမနာမည်မခေါ်ရဘူးကွာဟိုကလာနာမည်ဆိုမခေါ်ရဘူးအဘဒူအဘလဲအဘဒူအဇီလားဟောပါတော့နော်အာနော်ကလာနမကျွန်တော်ခေါ်ထားပါတော့ခေါ်တော့ပါနော်ဟိုတော့အဲ့တော့အဲ့မတူစာမောင်ဆိုတဲ့မျိုးသမီးကမလေးရှားနိုင်ငံမှာရှိတဲ့မြန်မာမော်စလင်ဒုက္ခသည်များကော်မတီ မြန်မာ Muslim Refugee Community MMRC ဆိုပြီးတော့ဖွဲ့စည်းတယ်ဖွဲ့ပြီးတော့အဲ့ဒီမှာဩခရာပြင်းတော့ဆောင်ရတယ်ပြီးတော့အဲ့ဒီမှာသူက funding ရှာတယ် NGO အတွက် fund ရှာတဲ့အုပ်စုလုပ်တယ်ရှာလဲပြီးတော့ပြ NGO အတွက် fund ရှာပြီးထောက်ပံ့မှုတွေလုပ်တယ်လုပ်တယ်ဆိုပြီးတော့နေလာတာကြာခဲ့ပြီအဲ့လိုနေလာကိုတည်တဲ့အတွက်ဒီဘက်ကအာဏာပိုင်ဖွဲ့စည်းတွေကလည်း2022ခုနှစ်မှာမြစ်သားမြို့မှာစပြီးတော့သူ့ကိုအချမ်းမဲ့တိုက်ဖြတ်မှုဥပဒေတိုက်ဖြတ်တိုက်ဖြတ်ရေးဥပဒေပုံမှန်52ကကြီးနဲ့အမှုဖွင့်တယ်မြစ်သားမြို့တရားရုံးကိုအဲ့ဒီဥပဒေပုံမှန်52ကကြီးနဲ့ရာဇဝတ်မှုကျွန်တော်ဥပဒေ52တရားဆွဲပြီးတော့မြို့တော်တရားရုံးကတော့ရာဇဝတ်မှုအထူးအမှတ်ကိုမြင်းသော2023နဲ့ လက်ခံဆက်စပ်ပြီးတော့2023 January 31ရက်မှာတော့ဖန်ဝန်းထုတ်ဆင်းလိုက်တယ်တဲ့ဒါပေမဲ့ဖန်ဝန်းထုတ်ဆင်းပြီးတဲ့နောက်ပေါ့နော်ပျောက်သွားတာဘာသာမှမကြတော့ဘဲနဲ့အဲ့လိုနေရင်းကနေသူသူစာမောင်းနဲ့သူခင်မောင်းစောတန်းတင်ဝင်းတာသမီ၃ဦးတော့အဲ့ဒီမှာနိုင်ငံတွေတရားမဝင်ပြန်လာရောက်ရှိလာတယ်ရောက်ရှိလာတဲ့အတွက် ောက်ရှိလာတဲ့အချိန်မှာပဲမြန်မာအနာမိုင်းကြီးဖမ်းဆီးရမိတယ်ဖမ်းဆီးရပြီးပြီးတော့သူတို့စစ်ဆေးလိုက်တဲ့အခါဒူသာမောင်က MMRC ဆိုတဲ့အဖွဲ့ဖွဲ့တယ် UNHCR နဲ့ NGO ING တွေနဲ့ဖွဲ့ဖွဲ့စည်းစီနေအထောက်ပံ့တွေရယူရဆောင်တယ်အဲ့ထောက်ပံ့တွေကိုတရားမှုရှေ့ပေါင်းလုပ်သားတွေနဲ့ရွှေရှေ့သားလုပ်သားတွေနဲ့ MMRC အဖွဲ့အဲ့ထောက်ပံ့ငွေတွေကတရားမှုရှေ့ပေါင်းလုပ်သားတွေကိုကူညီထောက်ပံ့မဲ့ငွေပါဆိုပြီးလိန်လဲပြီးတော့ပတ်စံတောင်းတယ်ပြီးလဲပြီးတော့ NGO ပေးမလို့လို့တောင်းတယ်အဲ့လိုနဲ့လော်ရေးလော်ရေးနဲ့ဘာမှမလုပ်ပြီးပဲနဲ့နောက်ဆုံးမှာတိတ်ဆောင်ထွက်ပြေးသွားပါလေဆိုပြီးဟိုဘက်ကထွက်ပြန်မှုတယ်အဲ့တော့အဲ့အမျိုးသမီးနဲ့မိသားစုလည်းကိုဖမ်းဆီးရမိတာဆိုတော့ကျွန်တော်တို့အဲ့ဒါစဉ်းစားရတာကဒီအမျိုးသမီးက ထူးခြားတာဒီမျိုးသမီးနဲ့အဖွဲပျောက်နေတာပျောက်နေတာကျွန်တော်တို့ကျွန်တော်စဉ်းစားလိုက်တာပေါ့နော်ဒီမျိုးသမီးဘဲသွားတာလေဆိုကျွန်တော်စဉ်းစားတာလွန်ခဲ့တဲ့2023ခုနှစ်ဇူလိုင်လပေါ့နော်ဇူလိုင်လနောက်တစ်ခါဇူလိုင်လဆိုတော့ကျွန်တော်ယူလို့ပြောဇူလိုင်လဆိုတော့သူတို့ဖြစ်တာကသူတို့2023ခုနှစ်အာ2023ခုနှစ်မှာဘယ်လိုလဲဆိုတော့2023ခုနှစ်ဇန်နဝါရီလမှာဖောင်ဝမ်းထုတ်တယ်ဇန်နဝါရီလကောင်မှာဖောင်ဝမ်းထုတ်တယ်ပြီးလည်းပြီးတော့ဇူလိုင်လလည်းရောက်ကောနော်ဖောင်ဝမ်းထုတ်ပြီးတော့2020နဲ့3ဇန်နဝါရီမှာဖောင်ဝမ်းထုတ်တယ်ဇူလိုင်လလည်းရောက်ကောမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာမြို့မှာပဲသူ့ရဲ့ ဒီသူနေထိုင်ရနေရာနီးနားလေးမှာပေါ့နော်နေထိုင်နေရာနီးနားလေးမှာရုတ်တရက်သူတို့လူတို့သူကတပွဲရနေမျက်နှာဖုံးဆွတ်ထားတယ်လို့ပြောတယ်ဗျအဲ့တပွဲရလိုက်သူ့အနောက်လာခေါ်ရတယ်လိုက်ဖန့်ခေါ်ရတယ်ပေါ့ဗျဖန့်ခေါ်ရပြီးတော့အဲ့ပွဲတွေပျောက်သွားတယ်ဆိုပြီးကျွန်တော်တို့ပြောခဲ့ဘူးတယ်နော်ပြောခဲ့ဘူးတယ်သူကြည့်ရတော့စီစီတီမတဲ့ပြန်မေးဆွဲခံရတယ်လို့ဘာလို့လဲအဲ့မိသားစုကပျောက်သွားဘူးတယ်ပျောက်သွားပြီးတော့2023ဇူလိုင်လမှာပျောက်သွားပြီးတော့ဘာခဏစို့2025ခုနှစ်အောက်တိုဘာ16မိနစ်19ပေါ့ဆိုစကွန်ကြာမှာနိုင်ငံပိုင်းနိုင်ငံတော်မီဒီယာတွေကထုတ်ပြန်တဲ့နိုင်ငံမီဒီယာထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာတော့တွေ့ရတယ်ဆိုတော့ ဂျားထဲမှာဒီအဖွဲ့ဘဲရောက်သွားတာလေဘသူကလာဖမ်းသွားတာလေသူလေထိုင်ရမလေးရှားကော်လနာပေါ်မှာဘသူတွေကလာဝင်ဖမ်းသွားတာလေအဲစဉ်းစားရတဲ့ကောင်းဒါအောင်ကြီးချင်းအဖြစ်တရားဝင်တွေနေဟိုတေးချာ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 နာဖမ်းဝရနေထုတ်လိုက်ပြီဆိုရင်တော့တက်ဆိုင်ရာနိုင်ငံဒီမှာရှိတဲ့ဒီဘာလို့ဆိုတော့ဟိုရက်တဖွဲ့စီပို့ interpol နဲ့ဆိုရက်တဖွဲ့ပို့ပြီးတော့များဖမ်းခိုင်းလို့ရနေသလားဆိုတော့မေးခွန်းဖြစ်လာတယ်အဲ့လိုဖမ်းခိုင်းရဆိုတော့ခင်ဗျမဲဆောက်တို့ဘာလို့မှနေတိုင်းနဲ့တချို့ဟိုကုလသမဂ္ဂနဲ့အမေရိကန်အထောက်ပံ့ပေးထားတာမဟုတ်တဲ့ပုံစံလို့ဆိုရင်တော့တော့ဖမ်းလွယ်လွယ်ကြီးဖြစ်သွားပြီ တွဲပြတယ်ဘာလို့လဲကိုဖမ်းမနာကောက်ထုတ်ပြလိုက်လို့ရပြီသဘောရှိတာအဲ့တော့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ဒီသူစာမောင်တို့အမျိုးမိသားစုအဖွဲ့ကပြည်တွင်းပြောင်းဝင်လာတယ်ဆိုတာတရားဝင်ပြောင်းဝင်လာရဲ့လို့အစိုးရထုတ်ပြန်ပေမဲ့မလေးရှားမှာလာဖမ်းသွားတဲ့အုပ်စုကဆိုတဲ့ဟာအဲ့နှစ်ခုကြာမှာလင်းတစ်ခုပြောက်တယ်မလေးရှားမှာသူစာတော်သူစာမောင်တို့ကိုမလေးရှားဇူလိုင်လမှာ2023ဇူလိုင်လမှာလူစုကမျိုးတော်ဆရာလူစုကကားနဲ့လာဖမ်းခေါ်ပြီးကားပေါ်တင်ထွက်သွားတယ်နောက်ပြန်ပြီးဆွဲခံရလို့ဆိုပြီးတော့အဲ့ကုလသမဂ္ဂနဲ့ဆိုင်တဲ့အဖွဲ့အစည်းတစ်ခုကထုတ်ပြန်ချက်ထုတ်တယ်ထုတ်ပြီးတဲ့နောက် ဲ့လိုနဲ့ကျွန်တော်တို့အဲ့လိုပျောက်သွားပြီးဘယ်သူများဖမ်းသွားလဲဘာဖြစ်သွားလဲအားအိမ်မှာအယူကြီးရလူတွေလဲတခါတည်းသူတို့ပတ်စံထောက်ပံ့နေကြသူတို့အတွက်ပတ်စံတွေရှာထားပြီးလူတွေပျောက်သွားလို့သူတို့လဲပတ်စံတွေဘုံကြီးထွက်ပြေးသွားပြီးဆိုတော့ပုံစံမျိုးပြောတာလေရှိခဲ့ဘူးတဲ့ချင်းတော့ဒါပေမဲ့အခုရုပ်တရည်ကြီးဘက်ကနေပေါ်လာတော့ကျွန်တော်တို့အားအသင့်နေတာပေါ့နော်ဆိုတော့မြန်မာပြည်တော့တရားမဝင်ပြန်ဝင်လာဆိုဘယ်နေရာဝင်လာတယ်လဲအဲဒါပေမဲ့ကော့တော့ဘက်ကဖြတ်ဝင်သလားဒါလိုဝင်လို့မရနိုင်ဘူးပင်လယ်ထဲကနေပြီးဆက်နေနေပြန်လာသလားဘယ်နေရာကန့်ကတ်သွားတယ်လဲစသဖြင့်ဘယ်လိုဖြစ်လဲပြီးတော့မလေးရှားမှာသူ့ဘသူတွေဖမ်းတာလဲအဲ့ဒါတွေရတဲ့ဖွဲ့ကထုတ်ပြန်ချက်မလို့ပဲမြုပ်ထားတဲ့ဇလန်လေးခုပြင်းနေတွေ့နေရတယ်ဆိုတော့မလေးရှားမှာသူ့ဘသူတွေဖမ်းသွားတာလဲအဲ့မိကော ဒီရက်ဖွဲ့ဝင်နေတဲ့ဒိန်းထုတ်ပြန်ရေးဖွဲ့အနေနဲ့ဒါမြုပ်ထားတဲ့ဇလန်တစ်ခုဖြစ်နေတော့တွေ့ရတယ်เนาะအဲ့တော့တော်တော်ဆက်ဥစားဖို့တော့ကောင်းတယ်ဒါလေးကဒါဒါ NGO နဲ့ဆက်ဆက်တဲ့ကိစ္စပြောတာအဲ့တော့ NGO ကိုထောက်ဖို့လုပ်နေတဲ့အဖွဲ့တွေအနေနဲ့လည်းနောင်ဆိုရင်သဘောပေါက်ဖို့လိုတာကတက်မတော်ရက်တဖွဲ့ဟာအချိန်မီးသူတို့ဖမ်းလို့ရတယ်ဖမ်းချင်ဖမ်းလို့ရတယ်ဆိုတာမျိုးဖမ်းချင်ခုနကပြောလည်းပြောရင်တော့မြန်မာပြည်လည်းပြန်လာတယ်ဗနဲရောက် တကယ်ဖမ်းချင်ဖမ်းလို့ရနိုင်ချေရှိတယ်နောက်တစ်ခုကတစ်ချိန်တည်းမှာပဲဟိုလက်နက်ကိုင်သဘုံနေမြန်မာသွားနေတော့ဖမ်းလို့မရရင်တော့အနည်းဆုံးလက်နက်ကြီးနဲ့ကျက်လာချတာခံရနိုင်တယ်နောက်တစ်ခုကသူတို့ကိုတက်ဆိုင်ရသူတို့နေတဲ့နိုင်ငံနိုင်ငံဒီမှာလည်း အဲစောင့်ကြည့်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေရှိနေတယ်ဆိုတော့ရဲတပ်ဖွဲ့ဝင်တွေရှိနေတယ်ဆိုတော့သိကြတယ်ပေါ့နော်ဒါသိကြတယ်ဘာလို့ဆိုတော့သူတို့ရဲ့အချက်လက်တွေကိုမြန်မာဘက်ကလည်းပို့လိမ့်မယ်လို့ယူဆတယ်ဘာလို့ဒီမှာဖမ်းဝါရန့်ထုတ်လိုက်ပြီဆိုတော့ဟိုဘက်ကစာပို့ရမှာလေအဲ့တော့ပို့လိုက်တယ်လို့ထင်တယ်အဲ့မှာနောက်ဆက်တွဲတွေကပျောက်သွားတာပေါ့နော်ဘာလဲတော့မသိဘူးဒါမှမရဲတပ်ဖွဲ့နဲ့ပဲမေးကြည့်ရအောင်ပေါ့နော်ကျွန်တော်လည်းကြုံရင်တော့မေးကြည့်ပါမယ်ကိုကကိုကတော့ကြုံကိုမကြုံသေးတဲ့အတွက်မေးကြည့်မြင်လိုက်ပါအဲ့တော့ဒီမျိုးသမီးတဲ့မိသားစုဖမ်းခံရတယ်ဆိုတော့ပဲသိပါတယ်အမှုဖွင့်ခံရတော့တရားစွဲခံမှာပေါ့လေနောက်တော့နော်ဒါတော့ထိုက်တဲ့အမှုကခံမှာပေါ့ဒါတစ်ခုပါနောက်တစ်ခုကကျွန်တော်တို့တီဘောပေါ့နော်တီဘောကိစ္စရယ်လာရှိုးမန်လီကိစ္စပြောပါမယ် ဒီဘောပြန်ရပြီပေါ့တက်မတော်ဒီဘောကိုပြန်ရပါပြီမနေ့ကလည်းကျွန်တော်တို့ရှယ်ကျွန်တော် website မှာတက်နေပါပြီဒီဘောကိုမနေ့ကပြန်ရပါပြီဒါလို့ဆိုတော့ဒီဘောကိုပြန်ရပြီဆိုတော့ကျွန်တော်တို့ဘယ်လိုသိလဲဆိုတော့မနေ့ကတော့ဒီဘောကိုတက်သွားတဲ့သတင်းဖွဲ့တစ်ဖွဲ့ရှိရလို့ကျွန်တော်တို့သိရပါတယ်ဒီဘောကိုတက်သွားတဲ့သတင်းဖွဲ့တစ်ဖွဲ့ရှိရလို့မနေ့ကတက်သွားတယ်လို့သိရတယ်သတင်းဖွဲ့တစ်ဖွဲ့တက်သွားတယ်ဟိုဆိုတော့တက်မတော်ရင်သားနေနေအတူတက်မတော်နဲ့အတူသူတို့ဒီဘောကိုတက်သွားတယ်ပေါ့သတင်းဖွဲ့တစ်ဖွဲ့တက်သွားပြီးတော့အဲ့မှာဒီဘောမှာအောင်ပွဲဆိုတော့အောင်ပွဲကတက်မတော်သားတွေကိုကြိုးဆိုကြတဲ့မြို့ခံတွေရှိတယ်တကယ်လဲခရီးဖိုင်အများကြီးထွက်လာရှိတယ်အောင်ပွဲကတက်မတော်သားတွေကိုကြိုးဆိုတာ တကယ်ဟိုတပ်မတော်တိဘောမျိုးပေါ်မှာရှိတဲ့မျိုးကန်တွေကတပ်မတော်တိလာတော့ဝန်တားရကျိုးစိုးကြတယ်ဘာလို့ကျိုးစိုးလဲဆိုတော့သူတို့တစ်ချိန်လုံးပလောင်နေ TNL ရဲ့အုပ်ချုပ်မှုအောက်မှာ TNL ရဲ့နှိပ်စက်မှုအောက်မှာအနိုင်ကျင်းမှုအောက်မှာသူတို့နေရတာသူတော့တော်တာများလာတော့ဗျအဲ့မှာနောက်ဆုံးမှာသူတို့လည်းကူတော့ဘာပြောသူပြည်သူတွေကတကယ်သူ့ရဲ့စိတ်ရမှန်တဲ့တပ်မတော်သားတွေကိုသူတို့ကျိုးစိုးလာတဲ့သဘောအများကြီးပဲအဲ့တော့ verify နေအများကြီးတက်နေပါပြီ Telegram တွေမှာအများကြီးတက်နေပါတယ်ဆိုတော့သူကြည့်တဲ့ချင်းအပြင်တော့ပြည်သူတွေတကယ်ကိုတော့ဖြစ်တာဗျတကယ်ကိုသူတို့ငါတို့တက်မတော်ထိ ंछ ုံနိုင်ရပြီတက်မတော်ပြန်စိုးမှုပြီဆိုတော့ငါတို့အေဂျင့်တွေရပြီဆိုတော့စိတ်မျိုးပြည်သူတွေဆီမှာရှိလာတယ်ဒါတို့တော့တွေ့ရမျက်နှာတွေမှာပေါ်ပါတယ်ခင်မျက်နှာတွေပေါ်ပါတယ် နည်းနည်းပေါ့တကြည်မျှရေပေါ့ပါအဲ့တော့ဒီဘောမျိုးတက်ကပြန်ပြီးထိချုပ်နိုင်ပြီဒါပေမဲ့အဲ့ဒီမထိချုပ်ခင်ရပိုင်းလေးမှာမီးရှို့ခံရတဲ့ဟာတွေရှိတယ်အဲ့တော့တီးမိသားပေါ့မီးရှို့ခံတဲ့ကိစ္စကြီးကျွန်တော်ပြောပါတယ်ဒီကနေ့မီးရှို့သွားတယ်ရှိတယ်ဒါပေမဲ့အဲ့ဒီအထက်မှာ TNL အုပ်စုတွေမီးရှို့တာမီးရှို့မယ်လို့စိတ်ကူးခဲ့တဲ့အားကြီးတခုအကြောက်စရာကောင်းတယ်အဲ့ဒါပါဆိုတီဘောဟော်နန်းတီဘောဟော်နန်းကိုပလောင်အုပ်စုကမီးရှို့မယ်လို့သိတာအတော်သေးတယ်ပလောင်နဲ့ကတယောက်ကတားလိုက်လို့ဖြစ်မယ်အဲ့ဒါလို့မဟုတ်ရင်ခင်ဗျာပလောင်နဲ့ကတော့သွားပြီပမိုင်းမှာတရားခံဖြစ်ပြီလုံးဝရှမ်းနေတဲ့တမိုင်းမှာပလောင်ရတော့လုံးဝသွားပြီဟဲ့လား ီဘော့ခေါနာကိုမီးရှို့မလို့လုပ်တယ်တဲ့အဖွဲ့လိုက်ကြီးမီးရှို့လို့သွားသေးတယ်အဲ့ဒါကိုပလောင်နေတီအန်လေးအုပ်စုတွေစာမတက်ပင်ပြတ်တွေပေါ့ဗျာအဲ့အုပ်စုတွေကမီးရှို့မယ်လို့တော့တမိုင်းမသိဘာမသိညာမသိဘူးအစတည်းတမိုင်းပဲသိမလဲတို့ရကငကိုယ်တမိုင်းသိတဲ့ဖွဲ့စည်းတယ်မဟုတ်ဘူးလေငကိုယ်တမိုင်းရှိတာမဟုတ်တာတမိုင်းမရှိတော့တမိုင်းမသိတာမှန်ပါတယ်အဲ့တော့တမိုင်းမရှိတမိုင်းမသိတဲ့ဖွဲ့ကတကယ်တမိုင်းရေချင်းမှုကြီးဖြစ်လာတဲ့ဒီတီဘော့ခေါနိုင်းယူမီးရှို့မလို့တယ်အမဲသွက်လောက်တာလေအဲ့ဒါကိုအဲ့ဒီလူကတားကြတယ်အတွက်ဒါတို့ချင်းချင်းပြန်တားကြတယ်အတွက်နောက်ဆုံးမှာတီဘော့ခေါနိုင်းကမီးရှို့မခဲ့အောင်နောက်ဆုံးတီဘော့ခေါနိုင်းသွားပြပြကြပြီစစ်တပ်တစ်ချိန်လုံးရှိရတော့ဘာမှမဖြစ်ဘူးအခုဒီကောင်လောက်ခါမှာပြကြတယ်ဆိုဖြစ်မှာ ဒါပေမဲ့ကံကောင်းသွားဖြင့်မီးရှို့မခံလိုက်ရဘူးပေါ့နော်ဆိုတော့ဒါတီဘောမှာဖြစ်သွားတာတချိန်တော့လည်းတီဘောကိုတက်ကပြန်ထိချုပ်ပြီးတဲ့နောက်မှာတော့လာရှိုးအထိကိုကားလမ်းပေါက်ပြီအဲ့တော့အခုကျွန်တော်သိရတော့ဒီဟိုခီးတဲ့တင်ကားတွေပေါ့နော်ဒီမြို့မြို့မြို့တွေမှာနေထိုင်တဲ့သူတွေကားတွေသဆိုင်ရသွားလာဖို့လိုအပ်လာတဲ့ကားတွေအခုအဲနောင်ချိုကြောင်မဲတီဘောကနေလာရှိုးအထိတောက်လျှောက်ကားလေးတွေကားလေးတွေကားလေးတွေသွားနေကြပြီတဲ့အခုဆိုဒီနေ့ဆိုစသွားနေကြပြီဆိုတော့ပြောရရင်လာရှိုးအထိကားလမ်းပေါက်သွားပါပြီပေါက်သွားပြီဖြစ်တဲ့အတွက်ဘာပဲဖြစ်ဖြစ်ဝမ်းသာကြကောင်းပါလေလာရှိုးကလည်းဟိုဘက် သိန်းနီကုတ်ခိုင်နောက်တစ်ခါဒီဘက်ကကော်လော်အဲ့ဘက်တွေတော့ကျွန်တော်ထင်တယ်ဒါကတော့ကိုကန်ဒီနဲ့နည်းနည်းညှိအောင်ပဲသဘောရှိတယ်အဲဟိုဘက်က KIA နဲ့နည်းနည်းညှိအောင်ပဲသဘောလည်းရှိတယ်အဲ့တော့ဟိုဘက်ချမ်းမှာကုတ်ခိုင်ဟိုဘက်ချမ်းမှာကိုကန်ဒီရဲ့ KIA ရဲ့ AA ရဲ့ TNL ရဲ့၄ပွင့်ဆိုင်ရှိနေသေးတယ်နည်းနည်းနည်းဟိုဖွဲ့တစ်ဖွဲ့ဒီရတစ်ဖွဲ့အဲ့လိုရှိနေသေးတယ်အဲ့ဒါတွေလည်းတိုက်မှာလားဆိုတော့တိုက်ချင်မှလည်းတိုက်မှာတော့ချင်မှတိုက်ပေါ့လောဆိုတော့ loss ဇေတော့ last show အထိကိုလမ်းပွင့်သွားပါပြီလမ်းပွင့်သွားပြီဆိုတော့ပြီးတော့ last show မြို့ကနေ space ရှောင်လာခဲ့ကြရတဲ့ပြည်သူတွေနေနေတော့အဲ့ တဆိုင်ရမျိုးတည်တည်ပေါ့ဒီဘောကြောင်းမဲ့ဆောင်းသိပဲရှောင်းခဲ့ပြီးလို့နေကိုမျိုးကိုပြန်သွားပြီးတော့နေထိုင်လို့ရတဲ့အဆင်ကိုအခုတော့ရောက်ပါပြီ။ဘာပဲပြောသူတို့တစ်ချိန်လုံးတောကားတွေနဲ့နေခဲ့ရတယ်။တစ်ချိန်လုံးကိုမျိုးကိုရွာကိုအိုးအိမ်ကိုပိုင်ဆိုင်မှုပြစ်ပြီးတော့သူများနေမြေမှာသွားပြီးတော့ဟိုအချိန်ကုန်ခံငွေကုန်ခံလူပမှန်ခံပြီးနေခဲ့ရတဲ့သူတွေကနောက်ဆုံးကိုအိမ်ကိုနောက်ဆုံးမှာစိတ်တုံတုံချပြီးတော့တပြင်းချပြီးတော့ပြန်နိုင်ပါပြီ။စေးလေးနဲ့ပြန်နိုင်ကြပါပြီ။ဒါတွေကလုံးကငင်းချမ်းခြင်းရဲ့အတိပွဲမှာမငင်းချမ်းခြင်းသဘုံကြီးဆိုးခြင်းရဲ့ဆိုးကြွားပါလေမင်းအိုးပြစ်အိမ်ပြစ်နဲ့ထွက်ပြေးရတယ်အခုတော့ငင်းချမ်းသွားတဲ့အခါတက်မတော်ထိန်းနိုင်တဲ့အခါနိုင်ငံတော်ချုပ်ချာအာဏာရအောက်ကိုပြန်ရောက်တဲ့အခါ ပူရီယာအေဂျင်ချင်းချင်းပြောင်းနေရတယ်ဆိုတာအဖြေတခုတော့တွေ့တာပေါ့နော်အဲ့တော့တီဘောလာရှိုအထိလမ်းကတော့ပောက်ပါပြီလမ်းပောက်ပြီးဖြစ်တဲ့အတွက် AC သွားလို့ရပြီလို့ကျွန်တော်အချင်းသိရပါတယ်ဒါတီဘောလာရှိုအဲလာရှိုအထိပေါ့နော်တီဘောရဲ့လာရှိုအထိပောက်တဲ့ကိစ္စပါဆိုတော့လာရှိုဝမှာတော့တက်ကတော့အဲ့ဘက်ကတော့မသွားဘူးပေါ့ဗျာဒီလာရှိုနဲ့တီဘောကြားမှာတော့ဟိုကိုယ်ကကိုကန့်ခေလေးတွေပါနေပါရှိတယ်လို့လည်းကြားပါတယ်အဲ့တော့ကိုကန့်အဖွဲ့တွေကလည်းနေပါစောင့်နေရှိရကြတယ်ဒါပေမဲ့ပြဿနာမရှိဘူးဒါတွေကကိုတော့ကဒီကိုကန်နဲ့ဟိုတက်နေရလဲတဘောကကြိထားပြီးသားဖြစ်တဲ့အတွက်အရှုပ်ကိစ္စတွေကတော့ပြဿနာမရှိဘူး AC ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ဒီနေရာမှာပြောကြရအောင်တော့တခုပြောရရင်တော့ ပလောင်တွေကဒီဘောမျိုးကိုပြန်ပြီးတော့ပေးလိုက်ရတာအကြောင်းမဲကိုပေးလိုက်ရတာနောင်ချိုပေးလိုက်ရတာအဲ့ဒါနဲ့ပတ်သက်လို့ရှိရင်ဟိုဘက်ကပြည်ပြည်မီဒီယာတွေကကြတော့ဘလို့လို့လဲဆိုတော့အရှက်ပြီပေါ့ရေးတာဘလို့ရေးလဲဆိုတော့အစရရဲဟိုဇက်တိုက်ပြီးသားကြီးပေါ့နော်ညှိပြီးသားညှိထားပြီးသားကြီးပေါ့ညှိထားပြီးသားကြီးဆိုတော့တမျိုးကြီးတမျိုးကိုတကယ်တိုက်တယ်လို့လူဟန်ဆောင်ပြီးတော့တကယ်တိုက်ယူလို့လူဟန်ဆောင်ပြီးတော့မြို့တွေကိုပြန်ပေးမယ်ဟာကြီးကိုများပါညာပေါ့ဟောတက်ကတကယ်တိုက်ယူတော့လေတကယ်တိုက်ယူတဲ့အခါကျတော့လေသူတို့ကဟန်ဆောင်ထားတာလို့ပြောပြတယ်တကယ်တိုက်ယူခဲ့ရတာကိုလေဟန်ဆောင်ထားတာဆိုတော့ဒီကောင်လေးကနည်းနည်းတော့ဟိုရေးတဲ့အခါမှာမရရအောင်လှည့်ပတ်ပြီးတော့ကြဖို့လေးဖြောင်ရေးဖို့တော့တော်တော်ပြင်နေပြတော်တော်စဉ်းစားလို့ကိုမရတာ ချက်ဖို့လုံချောင်ကြီးတယ်ဒီနေရာတွေကိုပြန်တိုက်ယူမယ်လို့တက်ကအစိုးရပြောထားပြီးသားမင်းတို့အေးသက်သာပြန်ပေးမလားမင်းတို့အေးသက်သာပြန်ပေးမလားနောက်တိုက်ယူရမှာနှစ်လမ်းမရှိဘူးအဲ့တော့ဟိုဘက်ကကြီးကြီးပြောခဲ့ကြဘူးတယ်ဟိုဟိုမှာဟိုဘာမှစတိုပြီးမှဆွေးကြရဲခမနော်ကြီးကြီးပြောခဲ့ကြဘူးတယ်လေဘာပြောလဲဆိုတော့ငါတို့လက်ခက်ခက်တိုက်ထားတာမင်းတို့တိုက်ယူပေါ့ဆိုโอเคโอเคကောင်းပုံပေးပြီးရပြီတိုက်ပြီးဆိုအဲ့တော့တက်ကပြန်တိုက်ပါအဲ့တော့မှတက်ကစပြီးတိုက်တာတိုက်တဲ့အချိန်မှာအခုနောင်ချိုးကြောင်မဲတီပေါ်အုပ်ပြန်ရပြီ ညောင်ချူချောင်းကတိဘောပြည်တိုင်းဘယ်လိုသွားမလဲမိုးကိုကလည်းနေလိုက်ညလာပဲ AC ပဲမိုးကိုကလည်း AC ဖြစ်သွားပြီကျွန်တော်တို့မိုးကိုဆို AC လို့ဖြစ်သွားပြီပြောလို့ရတယ်အဲ့တော့ကြာရင်နမ်ရူနန်ဆန်တို့ဘာလို့တော့လာမှာပါနော်နမ်ရူနန်ဆန်တို့ဘာလို့လာမှာပါအဲ့ဒါလေးတော့လာမှာပါနော်အဲ့တော့ပလောင်ကပလောင်ရဲ့မိုက်ပြဆိုတော့စက်သိန်းပို့နီးလာပါပြီပေါ့နော်ဆိုတော့ဘာမှဟိုရှင်းပြန်တိုက်တိုက်ဟိုတိုက်ကိုယူမယ်ဆိုပြီးတိုက်ကိုယူသွားတာဘာလို့မှညှိနှိုင်းဖို့ဆိုတာကတော့ရှင်းပြန်တော့ကောက်ကောက်မညှိနှိုင်းပြတာမရတဲ့ခါကျတော့တက်ကလည်းတိုက်ပဲယူတော့တာသူဘာလို့ तू က ိုတိုင်းသားတွေမသိစေချင်လို့ကိုတိုင်းသားတွေတော့ကမရောက်စေချင်လို့တို့ကမတိုက်ဖက်နဲ့ရှော့ပေးထားတာကိုတို့ကမရဘူးလာပြီးတော့ထိတ်ပုတ်ခေါင်းပုတ်လို့တော့နောက်ဆုံးကျတော့တက်ကပြင်ဆင်စရာရှိတာပြင်ဆင်ပြီးတဲ့နောက်ဦးပြန်တိုက်ယူတာအဲ့တော့ဒီဘောကအကြောင်းပြင်ရပါတယ်ဒါကြောင့်ပြောတော့ဒီဘောပြင်ရပါတယ်တစ်ချိန်တည်းမှာပဲအခုဒီဘောကိုဒီဘောကိုတက်ကပြန်ထိတ်ချုံနိုင်တဲ့ကိစ္စနဲ့ပတ်သက်လို့ရှိရင်ဟိုလင်းတွေကိုတောင်ပြောမြောက်ပြောမိုးပြောချိုးပြောနေတဲ့ဟိုပလောင်အုပ်စုတွေကပြောကြတယ်ပြောရင်းနဲ့ဘယ်လိုဆက်ပြောလဲဆိုတော့ SSPP ကိုပြဿနာရှာတယ်ဟိုပလောင်ကလွေးရည်ဦးဘာလို့ဆိုလွေးရည်ဦးကဒီလိုချိန်ကြီးအသက်ကလည်းဒီကလေးကငယ်ပါအောင်မယ်30လောက်ပဲရှိမယ်ငယ်ပါသေးတယ်ဒီကလေးကငယ်ပါသေးတယ်နော် ငယ်ပါသေးတယ်ဒီကိမာနော်ဒီလူရည်ဦးပေါ့နော်လူရည်ဦးကအသက်က30လောက်ပဲရှိမှာပါဆိုတော့ तू तू ဘုံမသိကိုမသိနဲ့ तू အဘွားလူကြီးတွေပြောခိုင်းနေစော့ပြောနေတာအချိန်တိုင်း तू ကလူမောင်းခံရမယ်ဂျားညံ့မယ်ဆိုတာ तू မသိသေးဘူးကွတည်းအဲ့ကောင်မလေးတွေလောမသိသေးဘူးနော်လင်သာရပါလားကိုကြီးအဲ့ဒီကိစ္စကိုမသိသေးဘူး तू ဘလုံးမှနားမလည်သေးဘူးဆိုတော့အဘွားက policy ဆိုပြီးတော့စော့ပြောခိုင်းတာကို तू အဲ့ဒါအဟုတ်ကြီးမှပြစော့ပြောရတယ်တချင်ရောက်ရင် तू ဂျားညံ့မယ်ဆိုတာ तू မသိဘူးအခုဂျားအစညက်တော့မယ်သူ့ကိုက shan တွေဘက်က ssp ဘက်ကဂျားညံ့ပြီးမှတ်ထားသူ့ညှိုးထားပြီဘာလဲဆိုတော့လူရည်ဦးကပြောတယ်ဘာပြောလဲဆိုတော့ တပ်မတော်နဲ့တဲ့ TNL ဖြစ်တဲ့တိုက်ပွဲတွေမှာတဲ့ကြောင်မဲတိုက်ပွဲတွေမှာတိုက်ပွဲတွေမှာတဲ့ TNL ရဲ့အရေးနိုင်မှုကြောင်မဲတိုက်ပွဲလှုပ်ဆောင်ချက်မှုဟာတဲ့ရှမ်းပြည်တို့ရဲ့ပါတီ SSPP ကတဲ့စစ်တပ်ကိုကူညီပေးမှုလမ်းကြောင်းဖွင့်ပေးမှုကြောင့်ဖြစ်တယ်ဆိုပြီးတော့ပြောရည်ဆိုခွင့်ရှိသူလွေးရည်ဦးကမီဒီယာအင်တာဗျူးတွေမှာ2025အောက်တိုဘာ6ခုမှာဆက်ဆွဲပြောကြားခဲ့ပါတယ်တဲ့ကဲမနေ့ကဆက်ဆွဲတာအဲ့တော့အဲ့လိုဆက်ဆွဲအချင်းမရှိမြင့်မရှိဆက်ဆွဲပြောကြားမှုဟာတဲ့ SSPP ပေါ်လူလူနဲ့တော်လိုင်းရေးအများစုများကြားထောက်ထမဖြစ်စေတဲ့အပြင်ရှမ်းပြည်တို့ရဲ့ပါတီရှမ်းပြည်တက်မတော်အာနိုင်ငံရေးထုနယ်လုံမှုလူအများကြားစီးအောင်ရေးကြားစည်းစိမ်မှုရွေးချက်ဖြင့်ကြွမနိုင်ကြည်မီးရှုဆိုတဲ့ရန်လိုမှုအသုံးလုံးပြောဆိုသွားတဲ့သူတွေ့ရတယ်တဲ့ ဒီအချိန်နေဒီလိုအခြေမြင့်မရှိပြောကြမှုတွေပြည်နယ်ကောက်ွက်ရှိတာတော့ ਨੇ နောင်နောင်အလားတူလုံချံသတင်းဖြန့်ဖလွင့်မှုတွေမရှိသေးရေးအတွက်ထိမ့်သိမ်းချက်မတော်ဖို့လူအကြောင်းဖော်ပြလို့တယ်နောက်ထူကြောင်မဲ့တီဘောတိုက်ပွဲတွေကြောင့်တိုက်ပွဲတွေချမှာ SSP ဟာတဲ့ဘယ်ဘက်ကမှဝင်ရောက်ဆက်ဖက်ခြင်းမရှိပဲစစ်ပေးတံခံရတဲ့စစ်ပြောင်ပြည်သူတို့ကိုကြိုးစားကူညီတဲ့လူလူကယ်ဆယ်လုပ်ငန်းတွေကလှုပ်ဆောင်ခဲ့တာဒေသကလူအသိဖြစ်တယ်တချိန်မှာပဲစစ်တပ်နဲ့ DNL စစ်တောင်စစ်ကြောင်းတွေဟာတဲ့ SSP ထိချုပ်နေပြီးမှတိုက်ပွဲများပေါ်ဆောင်ပြီးတော့လူလူတပ်ဝင်အစည်းအဝေးကိုစိုးရတာပြည်သူတိကျဆုံးရှုံးစေခဲ့တဲ့အထုဆေးကောင်ဖြစ်ရတယ်ဒါကြောင့်မို့လို့မဟုတ်မမှန်သတင်းဖြန့်လွှင့်မှုအတွက် DNL ဘက်ကတာဝန်ယူဖြည့်ရှင်းပေးရန်နဲ့လိုအပ်တဲ့ကဲ့သို့ မိမိလူတို့အသက်အိုးရေးစီးနေပိုင်ဆိုင်မှုတိကျပြည့်စုံချက်မှုတွေနှစ်ဖက်သောသက်ဆိုင်သူဖွဲ့စည်းများတာဝန်သိသိနဲ့တာဝန်ဖြစ်ရှင်းပေးရမယ်လို့ဒေသကလူစုကိုစား SSPB ကလေးနဲ့ဆိုတာတိုက်တွန်းပါတယ်ဆိုပြီးတော့ဒါ SSPB ကရှင်းပြတော့ဒီသတင်းထုတ်တယ်ဆိုတော့လူရည်ဦးကတော့ဆွဆွဲတယ်သူတို့ရှုံးတာကသူတို့ရှုံးတာက SSPB ကလမ်းကြောင်းဖွင့်ပေးလိုက်လို့ကူတက်ကိုတက်ကိုကူညီပြီးလမ်းကြောင်းဖွင့်ပြီးကူညီလိုက်လို့လမ်းကြောင်းဖွင့်ပေးလိုက်လို့လို့ဆွဆွဲတယ်အဲ့တော့လူရည်ဦးကလည်းဆွဆွဲတော့ SSPB ကစိတ်ဆိုးတယ်စိတ်ဆိုးပြန်ပြောတာမင်းတို့မဆွဆွဲနဲ့အချင်းချင်းဆွဆွဲကြွမနိုင်ကြည်မိရှုလို့တယ်မင်းတို့ဘာလဲမင်းတို့ဘာချိုးလဲဆိုတော့မျိုးလောက်တာဒါပဲအဲ့တော့ နောက်မှာဘာဖြစ်လာမလဲလို့မင်းလူကြီးဦးပြောတဲ့စကားကိုခင်ဗျားရှမ်းလူလူကဘာဖြစ်လာမလဲဆိုတော့ငပေါ်ကြီးပဲကွာငပေါ်မှာပါစေလုံးလုံးနေမယ်စောင့်ကြည့်ခင်ဗျားငပေါ်မှာကြီးပါကွာသူပြောနေမယ်အဲ့တော့ကို့ဘဝကိုကိုမတွေ့ဘူးလူကြီးကသူကြည့်ရတာဟိုဟာဘာလဲပလောင်ပြင်းနေဆိုတဲ့ပလောင်ပလောင်ကိုပဲဦးချက်ခွဲရဒေသဆိုတဲ့ကော့ကော့ကလေးတွေမှာသူပဲအဲ့ဒီထမားသူချင်းနေသွားလာချင်းနေထင်ပါတယ်အပြင်မထွက်ချင်လို့ထင်ပါတယ်နော်ဆိုတော့တခါတခါကျရင်အပေါ်ကဆိုပြီးတော့ဘူဝါတာတိုင်းခိုင်းရင်ရှောက်မလို့နဲ့တခါတည်းကျအဲ့ခိုင်းခိုင်းရင်ရှောက်လို့တာတွေကိုပါဘောကနမောတက်တယ်ဆိုတော့လူရည်ဦးတာသင်္ကန်းသာရတင်ပြီလို့ကျွန်တော်မြင်တယ်အဲ့တော့ပလောင်အုပ်စုလဲတောင်ပြောမြောက်ပြောမိုးပြောကျိုးပြောတာတွေကိုရက်ပြီးတော့ညီညာရေးဆွေးနွေးဖို့အပြည့်သာလာတင်ပြီလို့ကျွန်တော်တို့တိုက်တွန်းချင်တယ် တချိန်တော့ပဲတခါညချင်းဆွေးနွေးပွဲပြေးလာပါလို့ပြောပြီးဘာထပ်ပြောမလဲဆိုတော့ peace program အဲ peace program ကအချားမဟုတ်ဘူး peace program ထဲမှာဆွေးနွေးချက်တွေအချံပြူးချက်တွေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာအဲ့ဒါတွေရပါတယ်ကျွန်တော်တို့ပြောရရင်တော့တတိယပြောရရင်တော့ peace program ကမနေ့ကညနေပိုင်းမှာဆွေးနွေးသွားတဲ့အားလုံးအပြည့်ပေါ့မနေ့ကမနေ့ပိုင်းအစားဆွေးနွေးတယ်ဟုတ်ပဲနေ့ကဆွေးနွေးတာတွေနေ့ရက်ပေါင်းဆွေးနွေးတာတွေအကုန်လုံးပေါင်းရင်သဘောတူညီချက်တွေအာဟိုအချံပြူးချက်တွေတိကျအချံပြူးချက်တွေဒါတွေထွက်ပါတယ်အများကြီးထွက်ပါတယ်ပြောရရင်တော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့သဘောတူညီချက် ပေါ့နော်သဘောတူညီချက်လို့ပဲပြောမလားနော်သဘောတူချက်လို့ပြောမလားတိကျကြံပြုချက်လို့ပဲပြောမလားအဲ့လိုကြံပြုချက်တူပဲပြောမလားအဲ့လိုအချက်တွေဒီမှာရရှိရလေးကျွန်တော်ပြောပြရရင်ဘယ်လောက်ရှိလဲဆိုတော့ NCA စနစ်ပြည့်ဝယ်ပါနိုင်ငံရေးကဏ္ဍအကြံပြုချက်က58ချက်နော်စီးပွားရေးကဏ္ဍအကြံပြုချက်က53ချက်ရပါတယ်အဲ့တော့တစ်ချက်ချင်းစီကိုတော့တို့ထုတ်ပြန်ဖို့ခက်ခဲတယ်အဲ့အချက်တွေကိုလို့တို့က note လုပ်ထားတယ်လုပ်ထားပြီးဟိုဘူးကြီးဘူးကြီးမြောက်လိုက်ပါဝင်နိုင်ငံတော်ကြီးကြီးတွေနဲ့သဆိုင်ရာပေါ်စီထိပ်ပိုင်းဟိုတွေဖတ်ပြီးတော့ပြင်ဆင်ကြစဉ်းစားကြတွေးကြစေဖို့ ဒါဆုံးဖြတ်တာတွေ့ရတယ်ဆုံးဖြတ်မှာဆုံးဖြတ်မှာပြေဖို့မှာဖြစ်ပါတယ်အဲ့တော့အကြံပြုချက်48ချက်နိုင်ငံရေးကဏ္ဍအကြံပြု48ချက်စီးပွားရေးကဏ္ဍအကြံပြု53ချက်ပေါင်းအဲတရနဲ့တစ်ချက်တရတစ်ချက်ရရှိတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ရတယ်သိရတယ်အဲ့တော့၃ရက်တာဆွနေအဲ၃၂ရက်ခွဲတာဆွနေတဲ့ကိစ္စမှာတော့အများကြီးပဲဖြစ်ပါတယ်အဲ့တော့အဲ့ဆွနေချက်တွေအားလုံးနဲ့မှာဥပမာဆိုကြပါဦးဒီလာမယ့်အစိုးရအသစ်ပေါ်လာပြီးရက်တရအတွင်းမှာဘာကြီးလုံးရမယ်ဆိုတဲ့နိုင်ငံစီးပွားပြည်ပြောင်းလဲမှုဆိုင်ရာကိစ္စတွေကိုတက်ခါတယ်အဲ့ဒါတွေဆွနေပါတယ်ပြီးတော့နိုင်ငံတော်အနာဂတ်မှာလိုအပ်တဲ့ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မှာအရသာခေါင်းဆောင်တွေပုံမပါဝင်လာရေးကိစ္စတွေလည်းပါဝင်ပါတယ်။နောက်အမျိုးသားပညာရေးသင်ယူညွန်းတန်းကိစ္စတွေပါဝင်ပါတယ်။သင်ယူညွန်းတန်းဒီမှာငင်းချိုင်းအကြောင်းတွေဆက်ဆက်ပါဝင်လာဖို့ဆိုတဲ့အကြောင်းတွေပါဝင်ပါတယ်။တချို့ကစီဝိုင်းကဏ္ဍဆိုလည်းမြို့ကစီဝိုင်းကိုဘယ်နားနေဘယ်လိုဆွတ်တင်မလဲဘယ်ကဏ္ဍကိုသွားမလဲနော်နောက်တစ်ခါဘယ်နိုင်ငံနဲ့ဘယ်လိုကုံသွဲပြီးတော့ဘယ်လိုဘယ်နိုင်ငံကတော့ဘယ်လိုလုပ်လဲဆိုတာတွေ။ဒါတွေကကျွန်တော်တို့ဒီ forum ထဲမှာဆွေးနွေးကြပါတယ်။အဲ့တော့ဆွေးနွေးချက်တွေကတော့အများကြီးပါအများကြီးပါနော်။အဲ့တော့ဆွေးနွေးချက်တွေအများကြီးတဲမှာမှအခုမီဒီယာတွေမှာစုနေတဲ့အတန်လေးရှိကြပါတယ်။အဲ့လိုအများကြီးရှိတယ်မှာဆွေးနွေးအတန်လေးရှိကြပါတယ်။အဲ့တော့ဘာလို့စုလဲဆိုတော့ ဒီထဲမှာဘယ်သူဆွနေတယ်တော့ကျွန်တော်မပြောပါဘူးဘယ်သူဆွနေတယ်မပြောလို့ပါဘူးเนาะအမတေးချာအချံပြူချက်လဲတစ်ချက်ရခဲ့တယ်နောက်တစ်ခုကအဲဆိုးဆိုးရတဲ့အချံပြူဟိုအဆိုးဘက်ကနေပြီးတော့အချံပြူချက်ဆိုပြီးတော့ကိုးချက်အဲ့ဒါလည်းထွက်ပါတယ်အဆိုးဘက်ကအဆိုးဘက်ကရှူတော့မှာเนาะကောင်းချင်းဆိုးချင်းရှိတာဟုတ်ပြီအဲ့ဒါကောင်းချင်းပြောလို့လည်းမရဘူးဆိုးချင်းဘက်ကလည်းရှိပြောခိုင်းတာအဲ့ဒါဒီဒီစပိုရန်နဲ့အားနှချက်တွေကိုအချံပြူခိုင်းတာအချက်ကိုးချက်ရတယ်အဲ့ကိုးချက်မှာစီးပွားရေးနဲ့ပတ်သက်၃ချက်နိုင်ငံရေးနဲ့ပတ်သက်၆ချက်ကိုးချက်ရတယ်အဲ့ဒါလည်းရပါတယ်ဆိုတော့ပြောရရင်တော့ဟိုတော်တော်လေးတော့ဒီစုံပါတယ်အမဆွကြပါဆိုပြတစ်ချိန်တော့ကျွန်တော်နားလည်အောင်တချို့ဆွနေတာကြီးပြောမယ်เนาะ တချို့ဆွေးနေတာတိုင်းမှာဘသူတို့နာမည်မတက်ပါဘူးတချို့ဆွေးနေတာဆိုရင်ကျွန်တော်မသေးခင်လေးမှာဟာတဲ့ကျွန်စဉ်းစားတာအဲ့ဒါကလေးကိုကျွန်စဉ်းစားတာမရမညာတရားထပ်ပြောပါကျွန်တော်မသေးခင်လေးမှာဟာတဲ့အဲ့တက်ပါပြောကျွန်တော်အသက်80ကျော်ပြီတဲ့ကျွန်တော်မသေးခင်လေးမှာငင်းချင်းလေးတော့မြင်သွားခြင်းတိုင်းသူတိုင်းသူပြရားလုံးငင်းချင်းရရတော့ရတာကိုမြင်သွားခြင်းလေတဲ့ဆက်ရအဲ့တော့မဟုတ်အဲ့စိတ်လေးတော့ပြောတော့ကျွန်တော်တော်တော်စဉ်းစားတယ်အဲ့ဒါကလေးကတော့ရေးကြည့်ပါလားရေးကြည့်ပါဘာလို့အသက်80ကျော်ပြီဖြစ်တဲ့နိုင်ငံရေးသမားတွေ80ကျော်ဖြစ်တဲ့နိုင်ငံရေးသမားတွေသူတို့ရဲ့နိုင်ငံရေးတက်တန်းနေနောက်ဆုံးသူတို့ရဲ့လှုပ်တက်တန်းအသိကျန်တာမဟုတ်တော့သူတို့သိကျန်တော့တယ်မဟုတ်တော့တယ်အဲ့တက်တန်းလေးနဲ့တူတူလေးအထက်မှာ သူတို့မြင်ကြတာပါလိမ့်မယ်ညချမ်းရေးအဲကြောင့်သူတို့အသက်တန်လုံးပြီးလုံးအဲဆိုရင်အဲ့ဒီလူတွေကတချင်တော့အသက်30ကျော်40ကျော်တိုက်ခဲ့တာဆိုတော့30ကျော်40 50 60နောက်ကတည်းကတိုက်ပွဲကိုပေါ်လာမှတိုက်မယ်တိုက်မယ်တိုက်မယ်ဆိုပြီးလုခဲ့ပြီးမယ်60နောက်ပိုင်းကျတော့ဟောငါတို့ညချမ်းစနေမှာဖြစ်တော့မှာပဲလို့မြင်သွားတယ်အဲ့တော့တန်တရားတခါတစ်ပတ်ပြန်လဲတယ်အခုသူတို့ကဆွေးနွေးနေချိန်မှာသူတို့အောက်ကတပည့်ဖြစ်ခဲ့မှုတဲ့လူတွေသူတို့ရဲ့ခိုင်းပယ်လေးဖြစ်ခဲ့မှုတဲ့ကောင်တွေကအခုကျတော့တိုက်မယ်တိုက်မယ်တိုက်မယ်အဲ့လူတွေ30 30 40 50 60 60 60 60ပတ်လေလေးဆိုတော့တိုက်မယ်တိုက်မယ်ဖြစ်ပြအောင်ပြီးရင်သိပ်မကြခင်မှာအဲ့ဒီအုပ်စုကဆွေးနွေးမယ်လို့ဖြစ်မယ်သူတို့ခြံခဲ့တဲ့အမွေနဲ့နောက်တစ်ဖက်ရတခါတိုက်မယ်တိုက်မယ်တိုက်မယ်ဖြစ်အောင်မယ် တန်တရားလေးရနေတာဘောတော့အဲ့လိုဖြစ်နေတာမပြတ်ဘူးဗျာအဲ့တော့ဒီတစ်ခေါက်မှာတော့အပြတ်ကိုဖြတ်သွားဖို့သိပြီဆိုတာမျိုးတွေသူဆွေးနွေးကြပါတယ်ဒီခေါက်မှာเนาะဆိုတော့ပြီးတော့နောက်တစ်ခေါက် NCA ချိုးပေါက်တဲ့သူတွေပြန်လာရင်ခင်ဗျားသိတယ်ဗျ NCA ချိုးပေါက်တဲ့သူတွေလည်းပြန်လာကြအောင်ပါပဲ NCA ချိုးပေါက်တဲ့သူတွေပြန်လာရင်ပြန်လာရင်ဘယ်လိုလက်ခံမလဲဒီလူတွေမှာ criminal case တွေပါလာရင်ဘယ်လိုလုပ်မလဲအဲ့ဒါလည်းစဉ်းစားကြတယ်ဟိုမှာဆိုကြပါစို့ဟို NCA ချိုးပေါက်တဲ့သူတွေထဲမှာတချို့တွေကစစ်ပွဲမှာတိုက်ကြခါကြတော့နှစ်ဖက်သေးတာအဲ့ဒါပြဿနာမရှိဘူးဒါပေမဲ့ criminal case ဆိုတာကတတ်တတ်စစ်ပွဲနဲ့မဆိုင်ပဲသူတို့ကလက်နက်အားကိုးနဲ့ပြည်သူတို့ကိုနှိမ့်ဆက်ထားတာအနိုင်ကျင့်တာတတ်ဖြတ်ထားတာအဲ့ဒါကြီးရှိရင် အဲ့ဒီလူတွေရဲ့ criminal case ကိုဘယ်လိုရှင်းမလဲအဲ့လူတွေကိုပြန်ခေါ်လိုက်အဲ့လူတွေရဲ့ criminal case တွေကိုတတ်ဆိုင်ရဟိုဟိုဘယ်လိုခေါ်လဲအဲထိခိုက်နေတဲ့ဆုံးရှုံးတဲ့သူတွေကတရားစွဲရင်ဘယ်လိုရှင်းမလဲအဲအဲ့ပြဿနာတွေလည်းစဉ်းစားရမယ်ဆိုတာမျိုးတွေပြောတာပြောကြလူသားအချမ်းဖတ်မှုတွေပြောတာလူသားမှုအချမ်းဖတ်မှုကျူးလွန်နေတာတွေပြောတာဆိုတော့စစ်ပွဲမှာစစ်ဆိုင်တိုက်လို့တနေ့တိုင်းတိုင်းတိုင်းပြလို့တေးရတာအဲ့ဒါဒါကြရတယ်ဒါ ချစ်ချစ်ပြတ်ပြီလို့ပြောမှဆန်တာစပေါ်မှာသူတွေကိုလည်းချတာလက်ဝဲကျိုးမှာနှစ်ယောက်ထိုးတာဗျာထိုးပါစီပေါ့သူထိုးလို့သူနိုင်တယ်ပေါ့ဒါပေမဲ့နောက်ကျတော့ဒါနဲ့ပြေးထိုးရင်တော့ဒါဒါဖောင်းတယ်ပေါ့အဲဒါမျိုးဖောင်းဖို့ကျွလို့နားသွားတာပေါ့နော်အဲ့ဒါမျိုးပေါ့အဲ့ဒါကြီးလေသူစဉ်းစားတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအခု UBDJC ဆိုတာလည်းရှိတယ် GMC ဆိုတာလည်းရှိခဲ့ဘူးလေအဲ့ဒီဟာကိုဒီတိုင်းထားမလားပေါင်းပလိုက်မလားတဖွဲ့ပဲခွဲထပ်ပလိုက်တာကြီးနဲ့ထားမလားပေါင်းမလားစဉ်းစားတယ်နောက် NCA ကိုလည်း review ပြန်လုပ်တယ် NCA ကို review ပြန်လုပ်မှာနော် NCA ကို review ပြန်လုပ်တယ် NCA plus ဆိုတဲ့ဘက်ကြီးလည်းထပ်လာနိုင် NCA ခေါင်းစဉ်တစ်ခုတည်းနဲ့ပုံပဲနဲ့တချို့တိုင်းသား EO ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့တချို့ EO တွေက NCA ကိုမကြိုက်ဘူး okay NCA ကိုမကြိုက်ဘူးဆိုရင် NCA ကိုအခြေပြုပြီးတော့ NCA plus ဆိုနေမယ်ဆိုတော့မျိုးလေဒီဘက်ကအခုကျွန်တော်တို့ဒီစကားဝိုင်းဒီဆိုနေဝိုင်းကြီးထဲမှာထည့်ဆိုနေကြတာပါတယ်ဆိုတော့နောက်တစ်ခု NSPNC ကိုဆိုတော့အစွမ်းအသက်တက်လာတာနဲ့ NSPNC ကိုအစ်ပြန်ဖွဲ့အစွမ်းတက်လာတဲ့အစ်ပြန်ဖွဲ့ဆိုတော့ယူတန်တရားလဲနေတယ်အဲ့တော့ NSPNC ကိုနောက်တက်လာမယ်ဆိုတော့တမနာရုံတမနာရဲ့အောက်မှာတိုင်းရဲ့အုပ်ချုပ်ပုံမှာထားမလားပြီးတော့ NSPNC ထဲမှာငင်းချမ်းရေးကို အစင်တိုင်းလုတ်ခဲ့ဘူးလေသူတို့ပြန်ပြီးရောထည့်ပြီးတော့အစ်ပလေယာအစ်တွေနဲ့ပြန်ပေါင်းပြီးတော့ပြန်ဖွဲ့တာမျိုးလုပ်မလားပြော NSPC ကိုတမင်းတက်တမင်းစင်တမင်းတက်တမင်းစင်မှာတမင်းပြောင်းဆိုတော့မလုပ်တာမျိုးခဏခါ၆ပြောင်းနေရင်ငင်းချင်းပါယုံကြည်မှုပြပြသွားတာမလားဒါတွေကစားလိုက်စင်းသားတယ်အများကြီးစင်းသားပါတယ်နော်အဲ့လိုစင်းသားကြတယ်နောက်တစ်ခုကဒီ NCA စာချုပ်ပေါ့နော် NCA စာချုပ်ကိုပြက်ပြီးဆိုလို့တချို့ကပြောကြတယ်မဟုတ်ဘူး NCA စာချုပ်ကပြက်လို့မရဘူးဟိုမှာ multi political agreement ကြီးဖြစ်နေတယ် union accord လုပ်ထားတယ် ဘယ်လိုမှဒါတယောက်တည်းတဦးတည်းသဘောဖြစ်လို့မရဘူးဆိုတာတွေကိုလူငယ်သိအောင်လုပ်လို့ရလုပ်စီရတယ်ပြီးတော့ NCA ပြတ်ပြီ NCA ဆက်ကုစုဖြစ်ပါပြီလို့ပြောနေတဲ့တန်ယောင်လိုက်ရောင်းဝါးဝါးကြီးရောင်းဝါးပြောနေလူတွေအကုန်လုံးကလည်းအခုခမားပြောနေရင်အခုကျွန်တော်တို့တန်တော်နေတဲ့ခမားက NCA ပြတ်ပြီ NCA အသုံးမဝင်တော့ပါဘူး NCA ကဘာမှမရှိတော့ပါဘူးခမားပြောရင်ခမား NCA စာအုပ်ကိုမျက်နှာဖောက်ကနေအပိတ်ထိမာတိကတော့ပြအောင်ဖတ်ဖူးလားကိုကိုပြန်မေးဖို့လိုတယ်အဲ့ဒါမျိုးပေါ့အဲ့တော့လူတွေက NCA ကိုမကောင်းဘူးပြောအောင် NCA စာအုပ်ကိုဖတ်ဖူးလားဆိုတော့မေးခွန်းကတော့စဉ်းစားကြဖို့လူတွေကိုစဉ်းစားကြဖို့လူတွေအဲ့တော့ NCA မကောင်းဘူးလို့ပြောတဲ့လူပြက်ပြီလို့ပြောတဲ့လူစက်ကုစုလို့ပြောတဲ့လူ အန်စီစာအုပ်ကိုအစအဆုံးဖတ်ဘူးလို့လားမဖတ်ဘူးလဲနဲ့ဗဇက်ကနေပေါက်လို့ပဲသားရှောက်ပြောနေတာကလမ်းပေးစရိုက်တွေဖြစ်မနေဘူးလားအဲ့အမျိုးကြီးဒါတွေကကျွန်တော်ပြောနောက်တစ်ခါနောက်ပိုင်းမှာနေမြေပိုက်ချတတ်မှတ်မှုပြဿနာတွေနော်နေမြေပိုက်ချပြဿနာပြတ်တမှတ်ပြဿနာဆိုတဲ့နေရာဒီလိုဒီလိုဥပမာနေမြေပိုက်ချတတ်မှတ်ပြဿနာအစိုးရနေမြေပိုက်ချတတ်မှတ်ပေးတာရှိတယ်ဥပမာဆိုဝါတော့ဝါကိုပဲအချက်ခွင့်ရဒေတာကိုပဲအချက်ခွင့်ရဒေတာလို့ပြောလိုက်တာ ਨੇ သူတော့မဟုတ်လေဆိုတော့ဖြစ်နေတဲ့ပြဿနာကျွန်တော်တို့ဆွေးနွေးကြရတဲ့အထက်မှာပါတာပေါ့နော်ကိုယ်အချက်ခွင့်ရဒေတာလို့တတ်မှတ်ပေးလိုက်တာ ਨੇ ဝါမင်းတို့ငါတို့ကိုယ်အချက်ခွင့်ရဒေတာမင်းတို့ဘိုးအစိုးရမလားနဲ့ဘိုးအစိုးရအချက်ခွင့်ရနေတယ်တောင်းမလားနဲ့ငါတို့ပဲအချက်ခွင့်မယ် ်ငါတို့ territory ငါတို့ပိုင်တဲ့ area ကိုထိရောက်တာနဲ့မင်းတို့ရက်အဲ့မှာနေအထက်ကိုမင်းတို့ပစ္စည်းပေးရင်ပေးငါတို့အထက်မလာနဲ့အဲ့လိုမျိုးကြီးလောက်တာကနေမြေအပြီးပေးလိုက်တာသူတို့ထင်နေတယ်နေမြေပိုင်းခြားတတ်မှတ်မှုကိုလောက်လိုက်တာသူတို့နေမြေအပြီးပေးလိုက်တာထင်ပြီးတော့ပြည်တော်စုဆိုရဲအုပ်ချုပ်ရေးတရားလည်းမလာနဲ့ပြည်နယ်ဆိုရဲအုပ်ချုပ်ရေးတရားလည်းမလာနဲ့ဆိုတဲ့အထိဖြစ်သွားတာဟာမှန်လားမှားလားဒါဖြစ်တယ်လားမဖြစ်တယ်လားဆိုတာမျိုးတွေကဆိုအများကြီးဆွေးနေတယ်သူတို့ဆွေးနေတာပေါ့နော်ဒါဒါဒါကျွန်တော်တို့အစိုးရအုပ်ချုပ်ရေးနဲ့အဝန်မခံဘူးဆိုကြရဲဒါဒါဒါနိုင်ငံလားဟုတ်သေးရဲ့လားဆိုတော့မိကုန်တွေဖြစ်လာတယ်ဒီမိကုန်တွေနောက်တစ်ခုကဒီအာ ပရိဖက်စီပွားရေးအာပရိဖက်စီပွားရေးနဲ့ပတ်သက်လို့ရှိရင်အဲ့မှာတယောက်ထောက်ပြသွားတာပြန်ကောင်းတယ်ပရိဖက်စီပွားရေးရတဲ့ဒီ21အခင်းချင်းမတိုင်မီကာလမှာတော့ပရိဖက်စီပွားရေးကဘယ်လောက်များလဲမြင်ရင်ခံမှန်းတာတစ်နှစ်ကိုဒေါ်လာ58ဘီလီယံပတ်ချလိုက်လောက်ရှိနေတယ်တဲ့ပရိဖက်စီအဲ့တော့ပရိဖက်စီပွားရေး area တွေမှာရှိနေတဲ့လူတွေကပရိဖက်ဖြစ်မှာစီပွားရေးဖြစ်မှာမို့လို့ပရိဖက်ကိုပဲဆက်မှန်းမွေးမယ်တဲ့တော့ပရိဖက်ကမရှိတဲ့နေရာမှာရှိတဲ့လူတွေရဲ့လူတွေကြတော့ပရိဖက်ကမရှိမှစီပွားရေးမှာမို့လို့ပရိဖက်ကမဖြစ်အောင်ကြိုးစားမယ်တဲ့အဲ့တော့အယူအဆအဲ့ဒီနှစ်ခုကိုညှိဖို့ဆိုတော့တော်တော်ခက်တယ်ဆိုတော့ပြောတာဟာ တောက်ရည်ပြာပြိပတ်ကစီးပွားရေး48ဘီလီယံလောက်ရှိတယ်လို့ပြောတော့ဒေါ်လာ48ဘီလီယံရှိဆိုတော့မြန်မာနိုင်ငံရဲ့ဟိုဟာနဲ့ GDP နဲ့ပြတ်ထွက်လာရင်ထောက်ဝကျော်နေပြီဟာအဲ့တော့တောက်ရည်နော်အဲ့တော့ပြိပတ်ကစီးပွားရေး area ထဲမှာဇုံထဲမှာရှိနေတဲ့အဲ့ဒီပြိပတ်ကနဲ့စီးပွားရှာနေတဲ့အုပ်စုတွေကပြိပတ်ကဘယ်သူကဆက်လက်မွေးမြူသွားမှာတေချာနေတယ်ဆိုတော့မျိုးကျွန်တော်တို့ဆွေးနွေးကြရမှာပါတယ်ဒါတွေကခဏတော့ပြည်သူလူထုစဉ်းစားလို့ရအောင်ကျွန်တော်အဲ့ point လေး point လေးထုတ်ထုတ်ပေးသွားတာအဲ့ဒါကိုယ့်အကူတစ်ခုချင်းစဉ်းစားပါအဲ့ conflict economy ကိုတိုင်းနာ EU ခေါင်းဆောင်တွေကပြောမခံ conflict economy conflict area မှာရှိတဲ့ economy ကိုပြောမခံရတယ်ပြဿနာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒါတွေက research လုပ်ရမယ့်ဟာတွေတော့ပါတယ်ဗျနော်အာနောက်တစ်ခုကကျွန်တော်တို့ဗျာ constitution နဲ့ပတ်သက်ရင်လည်းအများကြီးစဉ်းစားတယ် constitution မှာပြင်ရမယ့်ကိစ္စတွေအများကြီးအများကြီးပဲ constitution ပြင်မယ်ဟုတ်ပြီဘာမှပြင်မလဲပြင်ဖို့တကူ EO တွေအဲဒီဒီအဲငင်းချိုင်းဆွေးထားတဲ့ EO တွေနောက်တစ်ခုကမဆွေးနွေးရသေးတဲ့ EO တွေအချို့တွေနောက်တစ်ခုကတိုင်းသာကိုသားပြုခေါင်းဆောင်တွေအဲ့ဒီအဖွဲ့တွေအကုန်လုံးနဲ့တိုင်ပင်ထားတဲ့ယူရီကော sorry ဖော်စီမုံချုံကိုပြင်ဖို့ကိစ္စတွေပြင်မယ်အဲ့မဲ့ဘာမှပြင်မလဲလာမယ့်လွှတ်တော်ကြရင်ပြင်ဖို့တော့ကိုတက်မတော်ဘက်ကသဘောတူထားပြီးသားလွှတ်တော်မှာတင်း အစိုးရတင်သွင်းဆိုတာမျိုးတွေလာပြီပြီးရင်ပြင်ပြီးတော့တခုချင်းတခုချင်းကိုသူကဓမ္မရင်ပြင်လို့ရတာလွတ်တော်တခုချင်းပြင်ပေးသွားမယ်ဆိုတာမျိုးတွေတော်တော်ပြောတယ်အဲ့တော့တော်တော်လေးတော့ဟိုပြောရပြားဟိုကျွန်တော်ခေါင်းစဉ်တခုချင်းပြောရဆိုရင်မနေပါဘူးတော်တော်တော်များတယ်ကျွန်တော်လိုက်မှလာမိုင်း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 နဲ့ဟာအချောင်းအောင်ကတခုနဲ့ထိုင်ပြောလို့မပြီးနိုင်တော့များပါလားအဲ့တော့အဲ့တော့ဒါတစ်ချက်ပေါ့နော်နောက်တစ်ခုကဒီနောက်တစ်ခုကကျွန်တော်အခုနာမည်ကြီးနေတဲ့ကိစ္စဝါကိစ္စဘာနာဝါကိစ္စပေါ့နော်ဝါဝါကသူကပြင်းနေလိုချင်တယ်လို့အမြဲတမ်းတောင်းဆိုတယ်တဲ့โอเคဝါကပြင်းနေလိုချင်တယ်ဆိုရင် နော်ကျွန်တော်ကျွန်တော်သူ့စကားလုံးလိုက်တိကျမှုကျွန်တော်နားလဲတဲ့ဘာသာစကားနဲ့ပဲကျွန်တော်ခလာတော့နားလဲအောင်ပြောပြမယ်ဝကပြည်နယ်လိုချင်တယ်ဆိုโอเคပြည်နယ်လိုချင်တယ်ဆိုရင်ဖွဲ့စည်းပုံအခြေအဥ်တွေပြေးထားချက်ကပြည်နယ်လိုချင်ရွေးကောက်ပွဲကိုဝင်ရတယ်ရွေးကောက်ပွဲကိုဝင်လွှတ်တော်တွေ sorry ပြည်နယ်လိုချင်လွှတ်တော်တွေဝင်ရတယ်လွှတ်တော်မှာတရားဝင်တောင်းဆိုရတယ်လွှတ်တော်မှာတရားဝင်ကိုစားပြုတောင်းဆိုမှုရှိရတယ်အဲ့တော့အဲ့လိုတရားဝင်ကိုစားပြုမှုတွေအဲ့ဒီဝဒေတာရွေးကောက်ပွဲဝင်ရတယ်ရွေးကောက်ပွဲဝင်လွှတ်တော်တွေလာရတယ်ဆိုတော့အဲ့ဒါကိုဒီဆွေးနွေးပွဲတွေကိုတက်လာတဲ့ဝရဲ့ကိုယ်စလဲတွေကနားလေတယ်ဒါပေမဲ့အဲ့ကိုယ်စလဲတွေကပြန်သွားပြီးတော့သူ့ရဲ့ဝါခေါင်းဆောင်တွေရှင်းပြတဲ့ခါဝါခေါင်းဆောင်တွေကဘာပြောမှမသိဘူးကွာမင်းတို့ကိုဘာတွေလက်ကွာဆိုပြီးတော့ အဲ့လိုနဲ့အဲ့ဒီခုနသူတို့ပြည်နယ်လူချင်းနဲ့ပြဿနာနဲ့ဒီဘက်ကဖွဲ့စည်းပုံအခြေအနေဥပဒေနဲ့လွတ်တော်သွားတဲ့အလားလာတွေကနှစ်ခုကြားမှာနားလည်မှုတွေကလုံးဝလွဲနေတယ်ဘလုံးမတိဆောက်လို့မရအဲ့ပြည်နယ်လူချင်းနဲ့ဝါโอเคမင်းပြည်နယ်လူချင်းနဲ့ဆိုရင်လွတ်တော်ထဲမှာလာပြောလွတ်တော်ထဲပြောလို့မင်းလွတ်တော်ကိုစားပြုမှုဝါဒေသရဲ့ရွက်ောက်ပွဲနဲ့ကိုစားပြုဒါလေးလည်းကျွန်တော်ဆိုနေတယ်အဲ့ဒါမျိုးဝါအဲ့ဒါသဘောတရားမှန်လားမီးအဲ့ဒါအမှန်တရားပဲဖွဲ့စည်းပုံအခြေအနေတွေပေးထားချက်ကျွန်တော်တို့လူလူရဲ့လူလားချက်နောက်တစ်ခါလွတ်တော်မှာဆွေးနွေးပြီးတော့မှကျွန်တော်တို့ပြည်သူလူထုအပေါ်မှာအုပ်ချုပ်ဖို့ဆွေးနွေးရမယ့်ကိစ္စတွေဒါတွေကလွတ်တော်ပေါ်လာမှဒီမိုကရေစီရဲ့ right federal ရဲ့ right တွေကိုရမှာလေအဲ့ဒါကို ကွာတော့တိကျတော့ပြင်းနေလို့ရှင်တဲ့ပုံစံမျိုးတော့သူသဘောနဲ့သူပြောလို့မရဘူးသူသဘောနဲ့သူကပ်ပြီးဒါငါပြင်းနေကွာလို့ထားပြောလို့မရဘူးဘယ်သူကတီးပြီးမှာဘယ်သူကတတ်မှတ်ပြီးမှာလဲဘယ်သူကအတီးပြီးပြီးမှာလဲဘယ်သူကပြင်းလို့တတ်မှတ်ပြီးမှာလဲအဲ့အဖြေပဲအဲ့ဝါတို့ကိုကန့်တို့မိုင်းလာတို့နော်နောက်တော့ကတခြားပါတခြားကိုမဲအုပ်ချုပ်ခွင့်ရဒီသားတွေကပြင်းနေမတောင်းဘူးကွာဝါတောင်းလာဝါလို့ကျင်တာကျန်တဲ့ကိုမဲအုပ်ချုပ်ခွင့်ရကိုမဲအုပ်ချုပ်ခွင့်ရပဲဒါပေမဲ့အုပ်ချုပ်ဘဟုအုပ်ချုပ်ရေးတွေကအဝင်မခံနိုင်ပဲရှိတာကိုမဲအုပ်ချုပ်ခွင့်ရဒီသားပဲပြင်းနေမတောင်းဘူးအဲ့လိုတော့ကွာချက်ချက်တွေဝါကိစ္စလည်းပေါ်ပါတယ်နောက်တစ်ခုကဒီဒီထဲမှာတချို့ပြောရလေးရှိတယ်ပေါ့နော် မဏဥဒိစေကပြောခဲ့တာရှိတယ်တဲ့နော်ပြောတာဒီတမဏဥဒိစေကဘာပြောခဲ့ဘူးလဲဆိုတော့ငါတို့လက်ထက်မှာတဲ့ငင်းချမ်းကြီးကအတိုက်လျောက်အောင်မြင်နေဆိုတာကတဲ့ငါတို့တော်လို့မဟုတ်ဘူးတဲ့ငါတို့ကောင်းလို့မဟုတ်ဘူးငါတို့ grouping ကောင်းလို့တဲ့ grouping ကောင်းလို့ group ကောင်းလို့တဲ့အဲ့တော့ငင်းချမ်းကြီးလုပ်မယ်ဆိုရင် group ကောင်းဖို့လိုတယ် group ကကောင်းမှဖြစ်မယ်ပေါ့လေအဲ့တော့ဥဒိဥဒိစေကအဲ့လိုပြောခဲ့ဘူးတဲ့နော်ဥဒိစေကကိစ္စတစ်ခုတင်ပြပြီဆိုရင်မသိရင်မသိဘူးပဲသိရင်မသိရင်မသိဘူးလို့ဒါဘာလုပ်လဲဒါဖြစ်ရင်ဘာဖြစ်မှာလဲတေချာမေးပြီးတော့မှ तू ကဖြစ်တင်တာဖြစ်တိုက်တယ်ဖြစ်ကောင်းတယ်ဆိုရင် तू ကလုပ်တယ်ပေါ့လေနော်အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ကပြောကြတာတွေလည်းရှိပါတယ်နောက်တစ်ခုကဥဒိစေကို အဲ့တုတ်ခက်တုတ်ခါပုံကိုတွေကဆရာပြန်မွေးတာပါတဲ့တပည့်မွေးတယ်လို့ပဲကြားဘူးလို့မလားတပည့်ကျွန်တော်ဆရာမွေးခဲ့ကြရတာဥသိစုဥသိစုဥသိစုကျွန်တော်တို့ဆရာဖြစ်နေကျွန်တော်တို့ဆရာမွေးခဲ့ရတာတဲ့ဆိုတော့ပြောတော့ကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နောက်ဟိုဒီဒေါ်ဆန်းစုကြီးကိစ္စလေးထည့်ပြောပါတယ်ဒေါ်ဆန်းစုကြီးကြောင့်ငင်းညာရေးကိစ္စတွေကြန့်ကြာတဲ့ကိစ္စတွေဖြစ်သွားတော့ထည့်ပြောပါတယ်အထက်မှာဆုံးကြပါဒါတကယ်ဆုံးနေတယ်ထည့်ပြောတယ်ထည့်ပြောကြတယ်ပေါ့ဗျာထည့်ပြောကြတယ်ဒေါ်ဆန်းစုကြီးငင်းညာခဲ့တဲ့ဖြစ်စဉ်တကယ်ဖြစ်လာတော့ဟုတ်တယ်ပြီးခဲ့တဲ့9နှစ်မှာဒေါ်ဆန်းစုကြီးကြောင့်ကြန့်ကြာမှုတွေအများကြီးဖြစ်ခဲ့တယ်ဒါတွေလည်းထည့်ပြောတယ်အဲ့တော့အဲ့ဒါကိုတချို့ကအပြစ်မြင်ကြလိမ့်မယ်မဟုတ်ဘူးတကယ်ကြန့်ကြာလို့ကြန့်ကြာပြီးပေါ့လား တော့ဆုံးညွှန်ချက်ကြတာတက်ကြောင်မဟုတ်ဘူးတက်က NCA ကိုလည်းမထိုးထားပြီးတော့သဘောထားပြီးတာ NCA တိုင်းသွားတာမှန်တယ်မြတ်တက်ကတတွေမတိန်လိုက်နိုင်တယ် NCA အကြောင်းဒါပေမဲ့တက်လာတဲ့အဲ့ဒီအစိုးရကတတွေမတိန်လိုက်နိုင်ခြင်းမရှိဘဲနဲ့ပြောဘယ်လောက်ထိဆိုးလဲဆိုတဲ့ပြောရမြတ်ဘာမှသူ NCA မှာထိုင်နေဆွေးနေမဲ့လူကဘာမှခွင့်မရဘူးဆိုတော့ NCA ဒေါက်တာတမျိုးဝင်ကိုပေးထားတယ်ဒါပေမဲ့ NCA ဆိုတော့ငင်းကြိုင်းကိစ္စအတွက်ဒေါက်တာတမျိုးကိုတောင်းပေးထားတယ်ဒေါက်တာတမျိုးဝင်ကဆွေးနေလို့လာပြီဆိုရင်ပြောပြောလိုက်တာနားထောင်ပေးတယ်ပြီးကျွန်တော်အမကြီးကိုတက်တင်ပြလိုက်မှာဆိုအမကြီးပြင်တင်ပြ ဟိုမိုင်းရသဘောတူတာပြန်ပြန်စောင့်နေနေဒီဘက်မှာလည်းကျွန်တော်လည်းကျွန်တော်တို့ဘိုင်းပြန်တင်ပြအောင်မယ်နဲ့ဘိုင်းကတက်ကိုပြရမဟုတ်ဘူးတိုင်းသားကြီးကိုရတယ်ဒါဆိုကျွန်တော်တို့ကျွန်တော်တို့ဘိုင်းပြန်တင်ပြအောင်မယ်နဲ့အမိုင်းတင်ပြမယ်ဘိုင်းတင်ပြမယ်နဲ့အဖို့တင်ပြမယ်နဲ့အဲ့ဒီမှာနဲ့ NCA ရရှစ်မရောက်ဘူးနဲ့ညီညာရရှစ်မရောက်အဲ့ဒါအမှန်တရားတွေဖြစ်ခဲ့တယ်ဒေါက်တာတင်မျိုးဝင်းမတည်သေးဘူးတော်မင်းကြီးအဲ့တော့ဒါတွေအချက်ချာမဟုတ်ဘူးလားဥသိမ့်စိန်တို့ကဥအောင်မင်းကိုအပြည့်ပေးထားတာ fully authorized ပေးထားတာဒါပေမဲ့ဒေါက်ဆန်းကြီးလက်ထက်မှာမပေးဘူးမပေးတော့ပါလေအမိုင်းပြန်တင်ပြဘူးစာကြီးကင်ပြီးစာဖို့စာယူဆက်လောက်ပဲလာပြီး NCA ထိတ်မှာလာထိုင်တော့သွားပြီပေါ့လို့အဲ့ဒါတွေအကြောင်းကြက်ကြတဲ့ဆိုတော့ ပြောပြောကြတာရှိတယ်ဒါတွေလည်းမှန်လားဆိုတော့မှန်တာပဲမှန်တရားပဲကျွန်တော်မြင်တယ်ဒါကတော့ဟိုအဲ့ဒါတွေဒါဆွေးကြတဲ့အချက်တွေပေါ့ဗျာနောက်တစ်ခုကဒီအဲ့ဒီမှာဟိုတချို့တွေကဆွေးနေပါတယ်တချို့တွေဆွေးနေပါတယ်နော်ဆွေးရတဲ့မှာဘာလို့ဆိုတော့မှပွဲဖြတ်တဲ့စကားတွေမပြောကြဘူးဆိုတော့တော်တော်ပြောပါတယ်ဆိုတော့ပြောရင်တော့အများကြီးပါနော်ကျွန်တော်တချို့ကိစ္စလေးကပြောရင်းနဲ့မပြောတဲ့စကားတွေကကျွန့်သွားမှာဆိုလို့တချို့ဒီထက်ကတချို့ကိစ္စလေးတွေမပြော လို့မပြောတင်တာသေးလေးပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တို့တချို့အားလေးတွေကသဘောတူချက်တွေရှိပြီးသားပါ။အဲဒါကြောင့်မလို့တချို့အားလေးတွေကျွန်တော်နားလည်ပြီးပါ။ဒီထဲမှာကျွန်တော်ရှေ့မှာပြောသွားတဲ့အကြောင်းအရာလေးတွေထဲမှာတော့ခင်ဗျားတို့တခုခြေစီကိုတက်တက်လန်လန်ပြန်ပြီးအေးအေးစိတ်ပြင်းပြင်းဆွေးနွေးစဉ်းစားမယ်ဆိုရင်တော့ဒီတိုင်းပြင်ငင်းကြီးကဘာကြောင့်ကြန့်ကြန့်နေလဲဆိုတော့ခင်ဗျားတို့ဖြေထွက်ပါလိမ့်မယ်။ဒါလေးကိုပြောရင်းနဲ့ဒီနေ့တော့